Go Story Wa Channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထောင်းလင်းတန်ဆက်ပေးကြတာကတော့စာရေးဆရာဆရာမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့မြေကြီးပေါ်ကြမှာဆိုရသည်မြည်ရေးဆိုတဲ့စေဝင်စားဖွယ်ရာဇလန်းစာဆုံးကိုထောင်းလင်းတန်ဆက်ပေးပါမယ်ရှင်။ Subscribe Like and Share ခေါင်းလောင်းလေးနေပြီးတော့အားပေးသွားကြပါအောင်နော်။ကျေးဇူးများတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျမတော့ခိုင်ပါရှင်။ဖျားကုန်းလမ်းဆောင်မှာရှိတဲ့မောင်တန်လင်းထမင်းဆိုင်မှာထမင်းစားပြီးတော့လဖေးတစ်ခွက်ကို စိတ်လိုလက်ရအောင်ငင်းချမ်းတောင်းနေလိုက်တော့တယ်။ သူဟာကာကာအငါကာမောင်းသူတူဖြစ်ပြီးတယ်ပြောရမယ်ဆိုရင်တော့ဒီနေ့တမနလုံးကားဆွဲလို့မကောင်းခါတိုင်းလေးတွေဆိုရင်မောတဲချိန်ရောက်ပြီဆိုရင် အိတ်ထဲမှာငွေ9000ကျပ်ခန့်ဝင်ပြီဒီကနေ့တော့ကြောက်တန်းပါရာကြီးခီးစင်တခုလိုက်ဖို့လို့ငွေ1300လောက်ပဲရသေးတာအုံနာကပေးရမယ်1500လောက်မှမပေါ်သေးပါဓာတ်စီဘိုးကအိတ်ဆိုင်ပါရာကြီးကပြန်လာတော့လဲခါလီอืมဖះကုန်းမှလူရရင်တိတ်ကောင်းမှာပဲ အဲလိုတွေ့ရင်လည်းလက်ကြံလက်ဖက်ရည်ကိုမောတောက်ပြီးတဲ့နောက်ထမင်းဘိုးကပါ380ကျပ်ထွက်သွားလိတော့တယ်မလွယ်လိုက်ပါလားခီးတဲ့ရလုံညာညာစောင့်နေတော်လေးပဲခီးသွားတွေက လိုင်းကားတွေကိုပဲစီးကြတယ်မထူးဖြစ်တဲ့အတွက်ထုံးစံတိုင်းတန်လင်းမြေကိတ်မှာပဲဂိတ်ထိုးတော့မယ်လို့ဆုံးဖြတ်သူကအောင်မောင်းလိုက်တော့တယ်ကြိုက်ခေါဖျားရှိကိုဖြတ်မမဲလာကံကိုကြော်ပြီးတဲ့ချိန်အရှိဘန်လန်းကြရီကနေလူတရာအမောရကောထွက်လာပြီးရေးကြီးတုပ်ပြားနဲ့လက်ပြားကကားဟုန်တားလိုက်တော့တယ်သူဝမ်းသာသွားပြီး ခီးတဲကဟန်ပန်းရဲ့အညိုကိုဆက်လွဲတိုင်းပြီးကားနာကိုကတ်လာတာဘယ်သွားမှလဲစရာရန်ကုန်တာကေတရှုကင်းတာနေမယ်ဘလောက်ပေးရမလဲ1500ပါပဲစရာညလာ ਈ လာဗျဒါပုံမှန်စီးပါစရာရဲ့ကဲဗျာငိုပြမနေနဲ့တော့သွားမယ်သူကကားရှိကံတကားကိုဖွင့်ပေးလိုက်တော့ခီးတဲခေါင်းကုန်ပြီးကားကိုရှင်ပေါ်တက်ထိုင်လိုက်တယ်ခီးတဲရဲ့လွယ်အိတ်ကနောက်ကျောမှလွယ်ပြီးတော့ရှေ့ကိုကျလာတယ်ရုတ်တရက်လှမ်းကြည့်လိုက်တော့ ဂွန်ဒရေကဲသို့နေရဲနေတဲ့အစားတချို့ကခီးတရဲ့ကြောဘက်ဝင်းကျန်မှာစွန်းထန်ပေးကြံသွားခဲ့ပြီးဒေါအခီးတရာမသိညမြန်မောင်းပါဗျာတနအီရောက်ချင်းထားလို့ပါအောင်ငင်းချန်ဘာမှပြန်မပြောဘဲကားလီဖောင်ဖြည်းဖြည်းချင်းနေလိုက်တယ်ကားအရှိန်ရလာတဲ့အခါခွာကောင်းတဲ့မြင်းတကောင်လိုအသားကျပြေတော့တယ်မောင်းနေရင်နဲ့နမဲကျော်အရက်ပင်မောင်းသမားနှက်ကွင်းကိုရောက်ရှိတဲ့အခါနှာခေါင်းထဲမှာညှိစိုးစိုးအနံ့တမျိုးရလာပြီအောင်ငင်းချန်ကြောနေနေချမ်းသွားခဲ့ပြီး ီနေရာကအလွန်ကျန်းတဲ့နတ်မောင်သမားရှိတယ်လို့လူတွေပြောနေကြတဲ့နေရာတိုင်တန်းလို့လူပြောများပြီးကာသမားအဆက်ဆက်ယုံကြည်ကိုးစားကြတဲ့နေရာရဲ့အညီအဟောက်တားစိန်ကားစိန်အနှံ့ဆွေမကြိုက်ဘူးကားမဝင်မဲ့သူကမိစ္ဆာမကောင်းဆိုတာစတာရီတော့ကြောက်တယ်ဒါကြောင့်ညနေရင်ခီးဝေးဆိုရင်တိတ်မလိုက်ဘူးထို့စဉ်ရင်းကောင်တချို့ကသူ့နှာခေါင်းပေါ်ကိုလာနာတဲ့အတွက်ကားမောင်ရင်ကနေစိတ်တို့စွာနဲ့ဥကောင်းကိုဝင်ရမ်းပြလိုက်တယ်ဘာမှမကြပါဘူး ရင်ကောင်လေးကားကောင်မသည်ဆယ်ကောင်ကန်းထိကားကောင်ကန်းကိုရောက်ရှိပြီးတော့လာနာကြလေတော့တယ်။ဘာကြောင့်ပါလဲ။အရင်တလုံးမဟုတ်ပါဘူး။ဧကန်ကခရီးတဲ့ရဲ့အိတ်ထဲမှာသားစိန်ငါးစိန်သို့မဟုတ်ပုတ်လွယ်တဲ့ပစ္စည်းများပါနေရောသလား။သို့တော့အပုံနံကတော့မရ။သူကစင်စိုင်းကနေခရီးတဲ့ကိုစောင်းငယ်ကြည့်လိုက်တယ်။ခရီးတဲ့ရဲ့အသက်ကအသက်40ဝန်းကျင်ခန့်ရှိလိမ့်မယ်။အသားညွန်ညွန်တုံတုံခိုင်ခိုင်ရုပ်ကဖြောင်းမြောက်ဂျင်းပေါင်းမိရှင်နဲ့ရှက်ပန်းနှူရောင်အင်ဂျီတွေကိုဝစ်ဆင်ထားတာ။ မျက်နှာပေါ်မှာတော့ခပ်ပါပါကန့်လန့်ပြက်အမာရိုတခုကနှာခေါင်းနဲ့ဖေဖက်ပါကိုလေးလံပါခံဆက်သွဲလို့ခီးတဲကစီဂရက်ကိုခက်ချမ်းချမ်းဖွိုင်းကနေမကြာခဏနောက်ကိုလှည့်လှည့်ကြည့်သလိုလုပ်နေတယ်။ကားကောင်းကန်တခန်းလုံးကသူ့စီဂရက်မိခိုးတွေနဲ့မှိုင်းရိတ်ထင်းနေပြီးအဲဒီမှာရင်လွယ်ထားတဲ့သူ့အိတ်ထဲမှာဆိုရွှဲနေရဲနေတဲ့အရေးစားတချို့အေကိုဖောက်ကားချိန်နှင်းကုံပေါ်ကိုတစက်ချင်းကြလာပြီ။ဒါရီလဲဆရာကျောက်ကောင်းကန်တော့ပေးကုန်ပါပြီဗျ။အမဲသားပါဗျာလက်ဆောင်ပေးတိုင်းလိုပါ ိတ်ပေါက်တာထင်မရဲ့ဒါဆိုလဲရော့ဗျာထင်မအိတ်တလုံးရှိတယ်ပြန်ထည့်လိုက်ပါဗျနမွေရင်ကျုပ်ကညက်ပတ်ကုန်လိမ့်မယ်အဲလိုပြောလိုက်တော့ခီးတရသူ့ကိုရှာရှိကောဆိုတဲ့အကြီးနဲ့ဘူးကြီးကြည့်လိုက်ပြီးလှမ်းပေးလိုက်တဲ့ကျွတ်ကျွတ်အိတ်ကိုဇက်ကနေလှမ်းယူအထဲမှာပစ္စည်းမထုတ်ဖ ೇನೆ အပြင်ကနေပြီးတော့အိတ်ကိုဆွလိုက်တယ်ဒီနောက်ကျွန်တော်မမြင်စေချင်လို့ပဲသူ့ရဲ့ဘယ်ဘက်ချမ်းမှာကတ်ချထားလိုက်တော့တာရင်ကောင်ရအဆက်တေပုံတော်၎င်းအိတ်ကိုတော်၎င်းမကြာခဏနားနေရတဲ့ကိုတတိပြူလာမိတယ် အောင်ငိမ့်ချန်ကားမောင်းရင်ကနေခီးတဲကိုအကဲခတ်လိုက်တယ်။သူ့ပုံစံကအလုံးကိုစိတ်ဆောနေတဲ့ပုံရပြီ။နောက်ကိုကြည့်လှဲ့လှဲ့ကြည့်နေတာတခါတရံကားရှိမှန်မှလည်းစူးစမ်းတယ်လို့ကြည့်နေတယ်။ဒီရနောက်နာယီကငုံကြည့်ရင်းနဲ့မြန်မြန်မောင်းလို့မရဘူးလားဗျာ။ချိန်ထားတဲ့ချိန်မမီမှဆိုးလို့ပါ။ဒါပုံမှန်တော့မဲ့စရာကြီး။မိုးကလည်းရွာထားပြီးခါစားမလို့ပါ။ဒီချိန်မှာအမြန်မောင်းရင်ကားစလစ်ဖြစ်ပြီးတော့ဒုက္ခရောက်မှဆိုးလို့ပါဗျာ။ပတ်စံပို့ပေးပါမယ်ဗျာ။မြန်မြန်သာမောင်းပေးစမ်းပါ။ သူတိတ်ကိုဆန္ဒစိုးနေတယ်။ဘာရင်းများအရေးကြီးနေပါလေ။အဲလိုပြောရင်ကလည်းလက်ကင်မအောင်ထုတ်သူ့ကိုယ်ပေါ်နဲ့မျက်နာကိုခက်ကြမ်းကြမ်းတုံနေတာ။ကားကောင်းတဲ့ကိုမကြုံစဘူးရှင်းကောင်းတွေဝင်လာတဲ့အခါသူ့ဘဲပန်ချမ်းမမှန်ကိုအလုံးပိတ်ပလိုက်တယ်။ကြာတော့ကားတာမောင်းနေရတာဒီလူရဲ့အပြောဆိုအပြုမှုတွေကိုမသိငါခြင်းလို့ဖြစ်ပြီးကြောထဲမှာစိန်လာပြီးအောင်ချမ်းသာကဲကိုရောက်တဲ့အခါအောင်ငင်းချမ်းကလမ်းဘေးမှာချပြီးတော့ကားကိုရက်လိုက်တယ်။ဒီပြူမှုတွေကြောင့်ခီးတွေကမျက်လုံးပြူမျက်စံပြူနဲ့ ။ဘာဖြစ်လို့ခမရကောက်ရက်လိုက်တာလဲ။ကွန်စားကြလို့ပါဗျာခဏလေးပါ။ဟာဗျာခမရကလည်းအချိန်မီရောက်ချင်လို့ပါဆိုမှသွားစမ်းပါဗျာ။ခီးတဲ့ကချူတန်ပေါင်ကြီးနဲ့သူ့ပေါင်ကိုသူထုနေတော့တယ်။အောင်ငိမ့်ချန်ကားတကားကိုဖွင့်စင်းသူ့စားနေကြဖောက်တဲ့ကိုတောင်းညို့ကိုညဆိုင်က950ဘူမှာယူရင်းနဲ့ကိုရရားနေတဲ့ကိုတောင်းညို့ကိုစကားနဲ့နဲ့ပြောလိုက်လေတော့တယ်။ကိုရရောင်းတဲ့သူကသူစကားကိုကယိုးဆိုင်စွာနားထောင်ရင်းနဲ့ခေါင်းငိမ့်လိုက်တာ။ ဒီနောက်ကွန်ရဒုတ်ကိုယူပြီးသူ့ကားရှိရာစီကိုပြန်လာခဲ့လိုက်ပြီးတော့ကားအောင်မိုင်နှုံးမြင့်ပြီးတော့မောင်းလိုက်တော့တယ်။စားပါအောင်လားဆရာ။မစားဘူးဗျာ။မြ мян သားမောင်းစမ်းပါ။စိတ်ချပါဆရာရဲ့အကိုင်း။အောင်ငိမ့်ချန်ကားလီဖောင်နင်းလိုက်တယ်။တနအီကို30နှုန်းဝါနေ40နှုန်းကိုထိုးတက်သွားသေးကားကလေတုကိုခွဲရှေးမကားရီကိုဟွန်းတန်ပေးရင်နဲ့တဝီဝီနဲ့ကြော်တက်လိုက်တော့တာ။ခီးတဲကလက်ဖြောက်တီးပြီးအယံကိုသဘောကျသွားတယ်။ ဆယ်မိနစ်ခန့်ကြာတဲ့ကမိမိကားရှိမှပိတ်ပြီးတော့ရဲယူနီဖောင်းဝတ်တချို့ကကားအောင်လက်ပြပြီးတော့ရက်ခိုင်းနေပြီ။အောင်ချမ်းကြီးတယောက်ဘရိတ်ကိုရှော့ချလိုက်တယ်။မလျှော့နဲ့မရက်နဲ့ပြဆမဆမမှာကျောက်တို့နယ်ပါဆိုင်လေ။ခရီးတဲကအလောတကြီးအော်ရာကိုဂယုမဆိုင်ဖဲနဲ့ကားအောင်လက်နဘေးကိုဆွဲချပြီးတော့ရက်လိုက်တယ်။ဒူရဲအုပ်တအူးနဲ့ရဲသား၅ယောက်လွယ်ဟိလွယ်ထားတဲ့အရဲဝင်းနဲ့အသက်ခက်ကြီးကြီးလူတချို့တတော်ကားအောင်ပုံဝိုင်းထားလိုက်ကြတော့တယ်။ဘာကိစ္စကြောင့်မလဲခင်ဗျ။ ကျွန်တော်တို့သတင်းပေးတိုင်ကြားချက်အရခမရကောက်ရှာဖွေစစ်ဆေးခြင်းလိုပါခမရဟိုရှာခြင်းတလို့ရှာပါခမရရှာကြပါရပါရပါတယ်ရှာပါရှာပါအောင်ငင်းချမ်းကကားတကားကိုဖွင့်ဆင်းပေးလိုက်တယ်အဲ့ဒီချိန်မှာပဲကားထဲမှာရင်ကောင်တွေကရုတ်ခနဲထပြန်ကြတော့တာအဖွဲကောင်းဆောင်သူရုပ်ကအထဲမှာခရီးတဲ့ကိုစိတ်စိတ်ဆက်ဆက်အကဲခတ်ဆိုင်ကြည့်လိုက်ပြီခမရဖယ်သွားမှလဲရန်ကုန်တာကေတရှုကင်းတာဟောပါဒါခမရအိတ်လားအိုးအိုးတတ ခီးတဲကဝဲလေကြောင်ပန်းလုံနေတဲ့အတွက်အောင်ငင်းချန်းကဝင်ပြောလိုက်လေတော့တယ်။ဆရာဒီခီးတဲရဲ့အိတ်အဆက်မှမှာပဲဗျ။ကျုပ်တို့ every eight ကိုကြည့်ချင်တယ်။ကျေးဇူးပြုပြီးတော့ခမရပြင်ကိုခဏထွက်လိုက်ပါမိတ်ဆွေ။ဗျာဒါဟိုအမဲသားတွေပါခမရ။ဟုတ်ပြီလေ။အမဲသားဆိုရင်လည်းဟုံမဟုတ်ကြည့်ချင်ပါတယ်။ကျွန်တော်တို့ကတရင်ရမတင်ကားလို့ရှာတာပါ။မှန်ရင်ဘာပြောစရာရှိလို့လဲဗျ။ကဲဗျ။ဒူရဲကညနေထားတင်းတင်းနဲ့ပြောလိုက်တဲ့အခါခီးတဲမှာချွေးတီချွေးပေါင်းတွေညနာမှာစိုးတက်လာရင်းနဲ့ တုံရင်နဲ့လက်စုံနဲ့သူဟန်ဘက်အိတ်စင်းကိုဖွင့်ပြလိုက်ရာဝိုင်းကြည့်နေကြတဲ့အောင်ငင်းချမ်းနဲ့ဒူရဲအပါဝင်လူကြီးတချို့နဲ့ရဲသားတွေပါမြင်လိုက်ရတဲ့မြင်ကွင်းကရွှေလက်ကောင်းနဲ့လက်စုပ်တွေပါတဲ့အဝိဇ္ဇာတစ်ခုဖြစ်ပြီးတယ်အဝိဇ္ဇာမှာသွေးတွေကရွှဲရွှဲစိုးနေတာအဲဒီမှာရင်ခီးတဲကထွက်ပြေးရန်ပြင်လိုက်စမ်းပါပဲဒူရဲအကခြောက်လုံးပြူတနက်ကိုဖျောက်ခနဲထုံရင်နဲ့သူ့ရဲ့နဘေးကိုလှမ်းထောင်းလိုက်တယ်တဆက်ထဲမှာပဲရဲတကြကြီးတို့ကစတီလက်ထိတ်ခဲနဲ့ ခရီးတယ်ရဲ့လက်တစ်ဖက်ကိုဖျောက်ခနဲခတ်လိုက်ရာခရီးတယ်မှာတိုးလို့တန်းလန်းနဲ့ပြေးမရတော့ဘဲခေါင်းငိုက်ဆိုင်ကြာသွားတော့တာမောင်ငိမ့်ချန်းကမမျော်လင့်မဲတွေးလိုက်ရတဲ့မြင်ကွင်းကြောင့်စအတွေ့တုံးကစကားတော်မှမဟာနိုင်တော့ပါစေညလုံးထဲမှာရွှေရောင်တဝင်းဝင်းနဲ့သွေးတွေပေးနေတဲ့အဝိစာတခုဒီရမိတ်ဆွေကြီးရဲ့အမည်ဘလို့ခေါ်ပါသလဲခမကျွန်တော်နာမည်အောင်ငိမ့်ချန်းပါဆရာဒီမှာအမျိုးသားမှတ်ပုံနဲ့ကပ်ပါအလောက်ကိုင်ကအငားရင်မောင်းပဲပေါ့နော်ဟုတ်ကဲ့ခမဒီလူပဲနားနဲ့ခမကောက်စည်းလာတာပါလေ မမဲလာရေကန်အရှိဘတ်လမ်းကြားထိပ်ကနေကားကားရပါစရာအောင်ချမ်းသာကိုရဆိုင်ကကိုတောင်းညုံဆိုတဲ့လူကိုတူတူပြောပြီးကုညီတောင်းခဲ့တာကိုအောင်ငိမ့်ချမ်းမဲမလားဟုတ်ပါတယ်စရာဒီလူကိုကားပေါ်မှာမတင်ကားလို့မတင်ကားရတာလေသူ့ဝိထေရသွေးဆက်တွေလို့အရေးကြီးကြနေရဲ့ပြီးတော့ရင်ကောင်တွေထူးထူးခြားခြားအုံလုံးနာရဲ့သွေးညီနန်းစော်နန်လုံးနာရဲ့ကြောင့်လိုအပ်မရအောင်ချမ်းသာအသည့်ကိုတောင်းညုံကျွန်တော်ကားနံပါတ်မှတ်ပြီးနေရရဲစခန်းနဲ့တာဝန်ရှိအဖွဲ့တွေကိုအကြောင်းကြားပေးပါလို့ပြောလိုက်တာပါစရာကျေးဇူးတင်ပါတယ်ကိုအောင်ငိမ့်ချမ်းရဲ့ ခမရအကင်းပါပြီးတော့တာဝန်တည်တတ်တဲ့ပြည်သူပြည်သားတို့ကြောင့်ရက်ဆက်အကြံကြုံတဲ့လူသက်တည်းအခေါမမျော်လင့်မဲ့ချက်ချင်းမိရတာပါပဲကိုအောင်ကြီးချန်းတည်ရခံကသူ့ဘလို့ပြစ်မှုကျုံလုံးလဲဆိုတာပြောပြလို့အပိုင်ရဲစကန်ဖြစ်တဲ့ကျွန်တော်ရဲစကန်ကရောက်လာပြီးသူ့ကိုထပ်ပြီးတော့ဆက်စည်းရအောင်ပါဒီမှာခမရအသက်တည်ဖြစ်နေတော့ဒီတည်ရခံကိုဆက်စည်းတဲ့အချိန်မှာခမရရှိနေတင်ပါတယ်ဗျာခမရဆက်ပြီးတော့ကူညီလိုက်ပါအောင်ဂိုင်းဆရာတွားကြမယ်လေတည်ရခံကိုခေါ်ခဲ့ပါဗျာမင်းနဲ့မရအောင်ကြီးမြိုင်ပါဆရာအဖနာမည် ဦးအောင်ကြီးပါနေရက်လေးစာတာကေတာရက်ွက်ရှုကင်းတာလန်ကံကြီးတော့မှာအသက်က35နှစ်ပါခမရဟာအမျိုးသမီးတယောက်ကိုတတ်ပြီးတော့လက်ဝဲလက်စားတွေယူခဲ့တာမလားတရက်ခန်းအောင်ကြီးမြန်ကဘာမှဝန်မခံမဲခေါင်းငုံငုံထားတယ်ထို့စဉ်အခန်းဝကိုတက်ကြည်လာရက်ပြီးတော့ဆရာအပြင်မှာညောင်ငားပင်ကြီးပါကရွာလူကြီးနဲ့အဖွဲ့ရလူသားမှုတစ်ခုအမှုဖွင့်ကြလို့ဆရာနဲ့တွေ့ပြရစီတယ်ဗျဟေး တရားခံကိုဆက်စေးနေတဲ့စခန်းမူရဲအုံမောင်ညိုမှာမျက်လုံးပြူးသွားပြန်တယ်။သူကတရားခံအောင်ကြီးညိုင်ကိုစူးစူးရဲရဲစိုက်ကြည့်ပြင်းနေကဝင်ခွင့်ပေးလိုက်ပါစရာလိုက်။ဩက္ခဏဆိုသူနဲ့တူအရက်လူကြီးတွေရောအမျိုးသမီးတဦးတို့ပါတွဲပြီးတော့ရောက်လာကြတော့တာ။တရှောင်ရှောင်ငိုနေတဲ့အမျိုးသမီးကြီးတဦးပါရုံးခန်းထဲကိုဝင်လာကြတော့တယ်။ထိုင်ကြပါဩက္ခဏကြီး၊ကဲစူစမ်းပါအောင်မြ၊ဘလို့ဖြစ်လာကြရတော့။အမူအရာလူတတ်မှုပဲစရာညို။တေသူအမျိုးသမီးနာမည်ကမဆန်းတီတာချိုးတဲ့ဒါကတေသူရဲ့မေ ဒေါခင်ချိုပါခမဒေါခင်ချိုမျိုးတဲ့ဈေးကိုလာမလို့လို့တော့ရန်ကုန်ကဧည့်သည်တရားရောက်လာတယ်တဲ့တမီးနဲ့စကားပြောကြံခဲ့တယ်။အတော်ကြီးမျိုးဈေးပြင်အောင်လို့တမီးကိုခေါ်ကြည့်တော့အတန်မကြားရဘူးတဲ့။ဒါနဲ့အခန်းထဲအိတ်နေသလားဆိုပြီးတော့ဝင်လဲကြည့်လိုက်ရောသူ့တမီးတေတာတွေ့ရတာပဲ။လက်ကောက်၁၀ကွင်းလက်စုံ၅ကွင်းအဖြတ်ခံလိုက်ရလို့တင်းနေတာတွေ့ရတယ်။ဒါအောင်မြင်ပြီးအမေကြီးကလက်အော်ရာကနေအိနီနာချင်းနေတီးသွားကြပြီးတော့ကျုပ်တို့အကြောင်းကြားလို့လူဆောင်ထားခဲ့ပြီးကိုရိုင်းလာအကြောင်းကြားအမှုထွက်နာပါဆရာညူရဲ့ ရဲဦးမောင်ညိုဟာအံကိုတစ်ချက်ကျိမ့်လိုက်ပြီးတော့ငိုနေတဲ့အတော်ကြီးဘက်ကိုလှည့်ပြီးအမေအမေသမီးစီကိုလာတဲ့ဧည့်သည်ရဲ့ပုံမှန်မှတ်မိပါသလားမှတ်မှတ်မိပါတယ်တာရုံရဲ့သူဟလာနေကြပါကွယ်အရက်ကမြင့်မြင့်အသားကခန့်ညွညွအသားက30ကျော်လောက်ရှိပါတယ်နောက်ပြီးတော့သူ့မျက်နှာပေါ်မှာကံလန်ပြက်အမယွတခုပါပါတယ်တာရင်တာရင်အမေသမီးနဲ့သူနေကပွဲစားလို့ပေါ့ဂိုင်ဖက်ပါတာရဲ့ဒါဖြစ်ရင် အမေကြီးဟောရီလူကြီးကိုကြည့်ပါဦးမြအမေကြီးကတုံတုံရင်နဲ့ကြောပေးပြီးတော့ထိုင်းနေတဲ့ဒဇာကန်အောင်ကြီးမြိုင်ကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်တယ်တရခန်ကမတိမတားလဲလိုက်တယ်အမေကြီးကလည်းရဲရဲတင်းတင်းပဲသူ့ရှိမှရက်ပြီးတဲတဲချာချာပြန်ကြည့်လိုက်တယ်ဟင်မေမေသူဟာပဲဘူရီတို့ရဲ့သူဟာပဲရှင်အမလေးတမီးရဲ့တမီးရဲ့အောင်ကြီးမြိုင်ခမမင်းဘာညင်းချင်သေးလဲမညင်းတော့ပါဘူးစရာအမလေးဖြစ်မှဖြစ်ရလေတမီးရဲ့ ဟာလောက်ကြပေါင်းတက်တက်သွားပြီတက်သွားပြီအမေကြီးအဖြစ်မှောင်တီးလန်းရတဲ့အခါရှင်ဝါကိုဖိရင်နဲ့တက်သွားလိတော့တယ်စကံမူကအမျိုးသမီးရဲ့အမှုတန်းတွေကိုလှမ်းခေါ်လိုက်ပြီးအရေးပေါ်ပြုစုပေးလိုက်တော့မှအမေကြီးမှပြန်လဲတရိယာလာပြီးပြောလိုက်ငိုလိုက်လူလိုက်လိမ့်လိုက်ဖြစ်နေရညင်ရတဲ့သူတိုင်းစိတ်မကောင်းကြတော့ပါစေ။ဒီနောက်တရက်ခန့်ကိုဆက်လက်ဆက်စီပြီး၎င်းတို့တိုင်ချက်ကိုချက်ချင်းအေးအေးယူဆောင်ရွက်လိုက်တော့တယ်။ ီးရနောက်အောင်ကြီးမြိုင်ကိုလက်ထိတ်ခတ်ကတပ်တိလူကြီးတွေနဲ့အတူအခင်းဖြစ်ပွားရာနေရာကိုတရခန်ကိုရိုင်းပြတာပြီးတော့တွမ်းရောက်ဆက်စီကြလိမ့်တယ်တေသူရဲ့အိမ်ကိုရောက်တဲ့အခါအချင်းဖြစ်ပွားရာအခန်းတွင်အချင်းတွေကိုမြင်လိုက်ရပြီးမြင်ကွင်းကတော့တရုံကိုစိတ်တုံလုံးခြောက်ခြားစရာကောင်းပြီတဲ့တေသူအမျိုးသမီးအားအသက်30ခန့်အသားဖြူဖြူမျက်နှာတွေတွေနတ်မောင်ရှီလျားတဲ့စပင်းနဲ့ကိုလုံးကိုပေါကလည်းအချိုးဆက်ပြပြလွန်လာတယ်အခုတော့သူမဟာကရင်တွင် အခန်းကျွင်းကရင်ပေါ်မှာအသက်ပြောင်းနေုံသာမကရွှေလက်ကောင်း၁၀ခွဲနဲ့လက်စုံ၅ခွဲမှာသူမဘယ်ဘက်လက်တထောင်ဆက်ကအဖြတ်ခံလိုက်ရလို့ပြက်နေပြီးတော့တယ်။လေဘင်းကလည်းအညိုမဲဆွဲတန်းရတွေကိုတွေးရပြီးမျက်လုံးကပြူနေတာ။တချိန်ကအလွန်လှပပုံရတဲ့သူမရဲ့မျက်နှာဟာမတေကဲမှပြင်းထန်တဲ့ဝေဒနာတွေကို ခံစားလိုက်ရလို့ထင်ပါတယ်။ဇပင်နေဘိုးရိုဘာယာကြားမှာရုပ်ပြက်လွန်နေပြီ။ကျွန်တော်နဲ့မဆန်းတရာဆိုနေရရန်ကုန်ပန်းစိုးရလက်ဖေးဆိုင်မှာစတင်ကြတာပါ။သူကလည်းအင်ဂျင်မြေပွဲစားကျွန်တော်ကလည်းအင်ဂျင်မြေပွဲစားပါ။ အင်ဂျင်မြေပွဲစားတွေစုဝေးစကြက်ကြတဲ့နေရာတစ်ခုမှာလေသူနဲ့ရင်းနှီးသွားခဲ့တော့သူမကတန်လျင်မှနေရလို့သိရတယ်။အဲဒီချိန်ကတန်လျင်မှညီစိတ်သိကောင်းနေတဲ့ချိန်ကိုသူမနဲ့ကျွန်တော်နှစ်ယောက်ပေါင်းပြီးတော့ပွဲစားလုပ်ကင်လိုက်တာမြေခွက်တော်တော်များအောင်မြင်သွားခဲ့တယ်။ပွဲညွန့်ရောရာခိုင်နှုန်းတွေရောအများကြီးရလိုက်တာ။တရာချိုးပါစူဆောင်းတတော့လက်ဝက်လက်စားတွေအဖက်တင်တာပေါ့လေ။သူမရဲ့ခံယူချက်ကပွဲစားဆိုတာကိုကိုတိုင်ကလည်းအပြည့်စုံရှိမှဝက်စားပြမှတခြားသူတွေကအထင်ကြီးပြီးတော့ရောင်းရေးဝယ်ရေးမှပြောရေးဆိုခွင့်တာမတယ်လေ။ ကျွန်တော်ကတော့ရာသမျှဖဲရန်အရက်တော့အလီလိုက်နေလိုက်တာ ကုံတာများပါတယ်ဗျာမကြခင်မှာပဲသူနဲ့ကျွန်တော်တမီးစားပွားကိုရောက်ခဲ့ကြတယ်တန်လင်းညောင်ကားဖေဟာသူမရဲ့အိမ်မှာမကြခဏချင်းတွေ့ပြကြတယ်လို့ရန်ကုန်မှာလည်းအလုပ်ကိစ္စအောင်မြင်နိုင်ချင်းတွေ့ကြတာပေါ့ကျွန်တော်ကသူ့ကိုလက်ထပ်ဖို့မကြခဏပြောခဲ့ပေမဲ့သူမကကျွန်တော်ချို့ကိုတိတ်မယုံကြည်လို့အဲ့ဒီကိစ္စကိုအချိန်ဆွဲနေတယ်ဗျဒီနေ့ကျွန်တော်လောင်းစားဝိုင်းမှာငွေ၅သိန်းအရှုံးအကျွေးတင်ခံခဲ့ရတယ်ဒီအကျွေးကိုတမတ်ရက်မှမဆက်နိုင်ဘူးဆိုရင် ကျွန်တော်ဒုက္ခရောက်ရမှာပဲလေ။သူမကိုကျွန်တော်အမြန်ဆုံးလက်ထပ်နိုင်မယ်ဆိုရင်သူမရဲ့ပြည့်စည်ရီကိုရောင်းပြီးတော့ဆက်နိုင်မယ်လို့တွေ့ကိန်းထားခဲ့ပေမဲ့တကယ်ကမလွယ်ပါဘူး။အရာနဲ့ဒီနေ့တော့အကျိုးအကြောင်းပြောလို့ချော့မော့ပြီးတော့ငွေငါသိန်းလောက်လဲဖို့သူမရဲ့အိမ်ကိုရောက်သွားခဲ့တာပါ။သူမရဲ့အမေနဲ့တွေ့နေလို့မပြောပြသေးပေမဲ့အဖွားကြီးမျိုးရဲလဲတွန်းရောဒီကိစ္စကိုပြောလိုက်တယ်။ဒါပေမဲ့စမ်းတီတာချိုဟာတိတ်မယုံဘူး။ဂျာနယ်လမ်းကြောင်းလွှဲပြီးအခြေရေးကိစ္စဘက်ကိုရောက်သွားတယ်။နောက်ဆုံးငွေနဲ့ပစ္စည်းတောင်းတော့စကားများရာကနေကျွန်တော်သူ့လယ်ပင်ကိုညှက်လိုက်မိတယ်။ တည်တဲ့အထိအဆင့်ကိုရောက်သွားပါလေရောအဲ့ဒီမှာလက်ကောက်တီကိုအမြန်ချုပ်လိုက်တယ်လက်ကောက်ကလက်ခုံနဲ့ကြက်နေလို့မထူးဆိုပြီးဓမ္မနဲ့လက်ကိုဖြတ်ပလိုက်ပြီးတော့ပစ္စည်းကိုယူခဲ့တာပါပဲကြုံရကားတစီးကိုမမင်းလာကံဘက်ကနေတားဆီးလိုက်တဲ့ချိန်အားစပြီးဟော်ရီကားဆရာရဲ့မတင်ကားမှုအကင်းပေါမှုတွေကြောင့်ကျွန်တော်ဒီဒီရဆွဲပေးရပြေးမလွတ်တော့ပဲအခုလိုရုတ်တရက်အဖမ်းခံလိုက်ရတာပါပဲဆရာကျွန်တော်မှားပါပြီဆရာရဲ့ကျွန်တော်ကဲချပါအောင်ဆရာရဲ့ သူကပြောရင်းနဲ့ချုံးမွဲချပြီးတော့ငိုလေတော့တယ်။စခန်းမုန်းနှဘေးမှာရှိခဲ့သူတွေကသူ့ကိုဆက်ဆုံညွန်ရှာစွာမျက်ဆောင်ထိုးကြည့်ကြလေတော့တယ်။ခမည်းဒီအကြောင်းရင်းမှန်တွေကိုတရားသူစီတဦးရှိမှဖြောင်းချက်ပြီးကိုဆန်းနာရှိသလား။ပေးပေးပါမယ်ဆရာ။ရှဲအောင်မောင်ညွာတယ်လီဖုန်းကနန်းတချို့ကိုလှည့်လိုက်တယ်။ဒီနောက်တဖက်မှာမြို့နယ်တရားသူကြီးကိုအတန်းကြာအကျိုးကြောင့်ရှင်းပြလိုက်ပြီးဖုန်းကိုပကတ်ပေါ်ကိုပြန်တင်လိုက်တော့တယ်။ အောင်ကြီးမြိုင်ကစကမ်းမူရဲအုံမောင်ညိုကိုအားကိုးတဲ့မျက်လုံးနဲ့ကြည့်ရင်တဲ့ပါပြင်ပေါ်မှာမျက်ရည်တွေစီးလင်းပြီးကြားလာလေတော့တယ်။အောင်ကြီးချမ်းမှာအဲ့ဒီမျက်ရည်တွေကိုကြည့်ရင်နဲ့ပို့ပြီးတော့ဒေါသတွေပောက်ကွဲကြလာပြီးရက်ဆက်ကြမ်းကြုတ်တဲ့လူမတမာကမင်းအကျဉ်းနာတရားကင်းမဲ့လူစိတ်ကင်းမဲ့ခဲ့တဲ့လူရုပ်မာတယောက်ရဲ့မျက်ရည်တွေကိုညီကြီးပေါ်မကြပါစေနဲ့မကြပါစေနဲ့ညီကြီးပေါ်တို့ဒီမျက်ရည်တွေကြာသွားခဲ့မယ်ဆိုရင်နောက်ထပ်အမိုက်ပင်တစ်ပင်ထပ်ပေါက်လာမှာစိုးရိမ်လုံးလုံးမှာစိုးရိမ်လုံးလုံးမှာ ဒီကနေ့ရဲ့ Ghost Story ဘာချန်နီယာနဲ့ထောင်းလွှင့်တင်ဆက်ပေးခဲ့တာကတော့စာရေးဆရာဆရာမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့မြေကြီးပေါ်ကြမှာဆိုသည့်မျက်ရည်ဆိုတဲ့စေဝင်စားဝယ်ရာဇာတ်လမ်းအစာဆုံးကိုထောင်းလွှင့်တင်ဆက်ပေးခဲ့တာပါတကယ်ဖြစ်ရမှန်မှုကင်းဇာတ်လမ်းကိုထောင်းလွှင့်ပေးခဲ့တာဖြစ်ပါတယ်အသေးသက်သောဇာတ်လမ်းကြားရတွေနဲ့ပြန်လာခဲ့ပါအောင်မယ်ဇာတ်လမ်းချက်ကအပေးကြပါအောင်လို့ပြောကြရင်နှုတ်ဆက်ပါရစေရှင်